လုံးမဲမင်္ဂလာပါရှင်။ Lambda ဒီ YouTube Channel လေးရနဲ့ဒီဆိုလိုက်ပါရစေ။ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့အခုလက်တလုံးမှာအရန်ကိုခေတ္တလာတဲ့ Video Dinner နဲ့ပတ်ဆံရမယ်။ Monetization ရဖို့ကလည်းအရန်ကိုလွယ်ကူတဲ့ Wave ဆိုတဲ့ App လေးကိုဘယ်လိုတောင်းပြီးတော့အသုံးပြုရမလဲ။အရေးပါတဲ့ Super Like ကိုရောဘယ်လို Share ပြီးတော့ Facebook တွေကိုဘယ်လိုရနိုင်မလဲဆိုတာကိုပါသေးသေးပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒီ Wave ဆိုတဲ့ App လေးက TikTok တို့ YouTube တို့လိုပါပဲ။ဒါပေမဲ့ဒီကောင်လေးကထွက်ထားတာမကြသေးလို့ဥပိုင်း Video တွေမှမဟုတ်ဘဲနဲ့ Video တွေကိုဘယ်ကနေ YouTube တဲ့ copyright မထိပဲတင်လို့ရမှာဖြစ်ပြီးတော့ပတ်သက်တွေဝင်မှာပဲဖြစ်ပါတယ်ရလာတဲ့ပတ်သက်တွေကိုထုတ်တော့မယ်ဆိုရင်လည်း paper ru finance တို့နဲ့အလွယ်တကူထုတ်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီ app လေးကိုစတင်သုံးပြီးတော့မယ်ဆိုရင်တော့ဒီ video ရဲ့ comment မှာချထားပေးတဲ့ link လေးရနေအလွယ်တကူတွားရောက် download ဆွဲလို့ရပါတယ်နော်ဒါမှမဟုတ်ရင်လည်းတကယ်ချင်းတို့ရဲ့ဖုန်းထဲမှာရှိရဲ့ play store ကနေလည်း wave ဆိုပြီးတော့ download ရှာပြီးတော့ download ဆွဲလို့ရပါတယ်ရှင်ရရှာလိုက်ပြီးဆိုတာနဲ့ဒီအပေါ်ဆုံးမှာတွေ့ရတဲ့ app လေးပဲဖြစ်ပါတယ်အကယ်၍တကယ်ချင်းတို့ရဲ့ဖုန်းထဲမှာဒီ app လေးကိုရှာမရအောင်ဆိုရင်တော့ VPN လေး းကို US ရွေးချယ်လေးချိန်ပြီးတော့ရှာပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ app လေးကိုဒေါင်းလိုက်ပါ။ဒေါင်းပြီးသွားပြီဆိုရင်တော့ app လေးကိုဝင်လိုက်ပါမယ်။ app လေးကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကအခုမှစတော့မှာဖြစ်လို့အကောင့်မရှိသေးတာဖြစ်တဲ့အတွက် join wave ဖို့ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးသွားရင်တော့တငယ်ချင်းတို့ရဲ့မွေးတိုက်ကလေးကိုထည့်ပေးရပါမယ်။ဒေးတဲ့နေရာမှာလည်းကိုယ့်ရဲ့မွေးတိုက်ကလေးအမှန်ကိုထည့်လို့ရတယ်လို့ကိုယ်ဆင်ပြတယ်လို့လည်းထည့်လို့ရပါရဲ့ရှင်။ပြီးရင်တော့အောက်က continue ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒါပြီးရင်တော့တငယ်ချင်းတို့အသုံးပြုတဲ့ကိုယ့်ရဲ့ Google ACC တကူကိုယူပေးလိုက်ပါ။ဒီနေရာလေး းကိုရောက်လာပြီဆိုရင်တော့ကိုယ့်ရဲ့ profile နဲ့ user name ကိုထည့်ပေးရပါမယ်။တခါရေးပြောင်းလို့ရတယ်လို့ပြီးမှကိုယ်စိတ်ကြိုက်ပြန်ပြောင်းခြင်းလည်းရပါတယ်ရှင်။ပြီးသွားရင်တော့အောက်ကတန်းဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးသွားရင်တော့ဒီနေရာလေးမှာကိုယ်ကြိုက်တဲ့အစဉ်ပြေတာ၃ခုကိုရွေးပေးလိုက်ပါ။ရွေးပြီးသွားပြီဆိုတာနဲ့ continue လေးကိုဆက်နှိပ်ပေးလိုက်ပါရှင်။ပြီးသွားရင်တော့ push တစ်ခုတင်ပေးရမှာပဲဖြစ်ပါတယ်။ဒီမှာပေါ်နေတဲ့တဲကကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးလိုက်ပါ။ပုံမဲဖြစ်ဖြစ်ပြီးရွေးပဲဖြစ်ဖြစ်တင်လို့ရပါတယ်။ကိုယ်ကြိုက်ရအောင်ရွေးပြီးသွားပြီဆိုရင်တော့ caption မှာကိုယ်အစဉ်ပြေတယ်လို့လေးရေးပေးလိုက်ပါ။ဒါပြီးရင်တော့အောက်မ မှာရှိတဲ့ send icon လေးကိုနှိပ်ပေးလိုက်ပါရှင်။ဒါဆိုရင်တော့ post လေးတင်လိုက်ပြီပဲဖြစ်ပါတယ်။ပထမဆုံးတင်လိုက်တဲ့ post ဖြစ်တာမလို့တရက်ပြေသွားတာနဲ့ wave ကနေပြီးတော့ super like တစ်ခုရဲ့0.14ဒေါ်လာရေကိုပေးမှာဖြစ်ပါတယ်။ဒီနေရာကိုရောက်ပြီဆိုတာနဲ့ဒီဘက်မှာပြထားတာလေးကိုနှိပ်ပေးလိုက်ပါ။ကျွန်တော်တို့ကအခုမှစတော့မှဖြစ်တဲ့အတွက်ပတ်ဆက်ရတဲ့ account တော့မဟုတ်သေးပါဘူး။ပတ်ဆက်ရလို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ account က creator account ဖြစ်နေမှာပဲရမှာဖြစ်ပါတယ်။ creator account ဖြစ်ဖို့ဆိုရင်တော့ထောင်းသားလေးရ setting လေးကိုနှိပ်လိုက်ပါ။ပြီးတော့ရင်တော့ဒီအောက်မှာရှိတဲ့ creator ိုတာလေးကိုဆက်နေလိုက်ပါ။တကယ်ချင်းတို့အနေနဲ့က creator profile တခုရဖို့အတွက်ဆိုရင်တော့ super like 5ခုကိုလိုအပ်မှာပဲဖြစ်ပါတယ်။ရိုးရိုးလိုက်လေးတွေကရဖို့လွယ်ကူပေမဲ့ super like ကတော့ရဖို့မလွယ်ကူပါဘူးရှင်။ဒါဆိုရင်တော့အောက်နားလေးကိုဆွဲကြည့်လိုက်ပါ။ဒီ super like ကိုတော့တကယ်ချင်းတို့က post တင်ရင်းနဲ့တခြားသူက super like ပေးသွားတာမျိုးကနေရရှိနိုင်ပါတယ်။တကယ်ချင်းတို့က super like မချနိုင်ဘူးဆိုရင်တော့လူ15ယောက်ကိုဖိတ်ခေါ်ပေးရမှာပဲဖြစ်ပါတယ်။အောက်မှာရှိတဲ့ invite ဆိုတာလေးကိုနှိပ်ပြီးတော့ Telegram နဲ့ Messenger တို့မှာရှိတဲ့တကယ်ချင်းတွေကိုပို့ပြီးတော့အကူအညီတောင်းပေါ့နော်။ ျွန်တော်တို့နေနေက Creator ACC ရဖို့ဆိုရင်တော့ Super Like 5ခုရရင်ရမရရင်လူ15ယောက်ကို invite နိုင်ဖို့ကတော့တေချာပေါက်လိုအပ်ပါတယ်။ဒီနေ့တော့မလဲပဲမဲ့လုံနိုင်သွားပြီဆိုရင်လည်းပုံနေဗီဒီယိုလေးတင်တင်ပြီးတော့ပတ်သက်ထိုင်းတုံးနေုံမဲ့ဆိုတော့တကယ်ချင်းတို့အနေနဲ့ကြိုးစားကြည့်စီချင်ပါရဲ့ရှင်။ငွေထုတ်ဖို့အတွက်ကြတော့ ACC ထဲမှာအနည်းဆုံး5ဒေါ်လာရပြီဆိုရင်တော့ထုတ်လို့ရပါပြီ။အစားပြောခဲ့သလိုပဲ Creator account ဖြစ်ပြီဆိုတာနဲ့ပြရလို့တဲ့ option လေးပေါ်လာပါလိမ့်မယ်ရှင်။အဆက်ဟောတော့ PayPal ရဲ့ Binance ရဲ့ကိုကြရနဲ့ထုတ်လို့ရပါရဲ့ရှင်။ဒီကောင်လေးက Binance နဲ့ ဲ့ပါထုတ်လို့ရတာဆိုတော့ PayPal မရှိတဲ့သူတွေအတွက်အတော်လေးကိုအဆင်ပြေတယ်ပေါ့နော်။ကဲဒါဆိုရင်တော့ Wave application လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာနားလည်စားလောက်မယ်လို့ထင်ပါတယ်ရှင်။ဒီ app လေးက YouTube နဲ့ Tutorial တွေပတ်ဆက်ရဖို့ပိုလွယ်တာမလို့ငွေချင်းတို့မှာချိန်မရှိမယ်ဆိုရင်တော့ဒီ Wave application လေးမှာ video လေးတွေအပြင်းပြင်းတင်ရင်းနဲ့ပတ်ဆက်စားကြည့်ကြဖို့အကြံပေးချင်ပါတယ်ရှင်။နောက်ထပ်လာမယ့် video တွေမှာလည်းငွေချင်းတို့အတွက်အသုံးဝင်မယ်ထင်တဲ့အကြောင်းအရာလေးတွေကိုဖိတ်ဆက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။အားလုံးပဲတတနာ